အားလုံးမင်္ဂလာပါဗျာဒီနေ့ဇွန်လ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒီရက်ပိုင်းမှာကျူဝီမြစ်တာရက်ခန့်ချင်တာကဒီရက်ပိုင်းသတင်းလေးနည်းနည်းတူဝင်ရင်တူမယ်သတင်းလေးနည်းမယ်ပေါ့နော်အဲပြီးရင်အချိန်မမှန်တာမျိုးလည်းဖြစ်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီရက်ပိုင်းမှာယုံအတိတ်ဖွင့်ဖို့ပေါ့ကျွန်တော်စူးစမ်းနေပါတယ်တိတ်ဖွင့်ဖို့တော့မဟုတ်ဘူးပေါ့နော်ပြောင်းရွှေ့မှာပေါ့ကျွန်တော်ကိုယ်တိုင်လည်းနေတဲ့နေရာပြောင်းရွှေ့ဖို့ တော့စဉ်းစားထားတယ်ပေါ့နော်ဆုံးဖြတ်ထားတယ်ပေါ့အဲ့တော့ဟိုအချိန်နည်းနည်းပို့ပေးရမယ်ပေါ့နော်အဲယုံအစ်တမှာပို့ပြီးတော့အစီအစဉ်အစ်တတွေပို့ကျွန်တော်တည်ရင်အစ်တတွေတောက်လျှောက်တင်မေးနိုင်အောင်ကြိုးစားမယ်ပို့ပြီးတော့အချိန်ပေးနိုင်အောင်ကျွန်တော်ကြိုးစားမယ်ဆရာလည်းကျွန်တော်အတိပေးပြီးသားဖြစ်ပါတယ်အဲ့တော့ဟိုကျွန်တော်ယုံခံအစ်တငှားထားတယ်ပေါ့နော်အဲ့ဒီမှာပြောင်းရွှေ့ပြီးတော့အဲတည်ရင်တင်ဆက်မှာဖြစ်ပါတယ် ကျွန်တော်ပြည်သက်တွေအနေနဲ့ကျွန်တော်ကိုပို့ပြီးတော့အားပေးခြင်းနဲ့ကျွန်တော်တည်င်းနေပို့ပြီးတော့ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုထိုက်သိမ်းတဲ့ထောက်ပံ့မှုလေးတွေပို့ပြီးလုပ်ပေးကြဖို့မေတ္တာရက်ခံခြင်းပါတယ်အရင်တော့မရတော့တာမှန်တယ်အရင်တော့ဆိုတော်တော်လေးထောက်ပံ့ကြပါတယ်နိုင်ငံသားတွေရောပြည်တွင်းရောပေါ့နော်အဲ့လိုထောက်ပံ့တာတွေကျွန်တော်စုဆောင်ထားခဲ့နိုင်လို့အခုဒီရုံငန်းအသစ်ဖွင့်ဖို့ကြတော့နည်းနည်းလေးမပူမပင်မကြောက်မကြဖြစ်တယ်ပေါ့နော်ဒါမဲ့လည်းဆက်ပြီးတော့လေပတ်ဖို့က ရှိသေးတယ်ပေါ့နော်အဲဒါကြောင့်မလို့တက်နိုင်တဲ့နေရာကဗီဒီယိုကြည့်ခြင်းအဖြစ်ပဲလကောင်း like follow လုပ်ခြင်းအဖြစ်လကောင်းနောက်ပြီးလို့ရှိရင်ဟိုအရင်လိုမျိုးပဲဟိုလဆင်ကြီးလိုပဲတတ်မှတ်တတ်မှတ်ကြိုက်တယ်လို့ပဲတတ်မှတ်ပေါ့နော်အဲ့လိုတတ်မှတ်ပြီးတော့ထောက်ပံ့နိုင်ပါတယ်ပထမဆုံးသတင်းအနေနဲ့ပြီးခဲ့တဲ့ရက်ကပေါ့နော်ပြီးခဲ့တဲ့ရက်ကချန်ပီယံလိဘူလူပွဲမှာအနိုင်ရသွားတဲ့ PSG အသင်းပေါ့နော် Paris Saint-Germain အသင်းရဲ့ပြည်သက်တွေကအလွန်အကျူးအောင်ပွဲခံတာကြောင့် Paris မြို့မှာအထီးကယုံနေဖြစ်သွားတယ်ပေါ့အထီးကယုံဖြစ်သွားပြီးတော့ လူ2ဦးတည်ဆုံးခဲ့ပြီးတော့လူ900လောက်ကို Paris ရဲအဖွဲ့ကပေါ့နော် Paris ရဲတပ်ဖွဲ့ကဖမ်းဆီးထားတယ်လို့ပြောပါတယ်ဆိုတော့ PSG အသင်းကငကူကမှသူကလည်းအဲချန်ပီယံလိနဲ့နည်းနည်းလေးဝေးกว่าနေတယ်ပေါ့နော်ကစားသမားတွေအများကြီးဖြည့်တင်းတယ်ကျွန်တော်အင်အားတောင့်နေအောင်လုပ်တယ်ဒါပေမဲ့လည်းတော်ယုံနဲ့ဒီချန်ပီယံလိဖလားကိုမရနိုင်ဘူးမရနိုင်ခဲ့ဘူးအခုဒါ Inter Milan အသင်းကို၅ခုပြည့်လောက်ထိကိုနိုင်ရပြီးတော့ချန်ပီယံဖြစ်သွားတယ်အဲ့ဒီအတွက် အလုံးအကျူးအောင်ပွဲခံရတာကနေပြီးတော့အခုပဋိပက္ခတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့နေပြည်တော်မှာဒါပြုလုပ်ခဲ့တဲ့ငလျင်ဘေးအတွက်တော့နောက်ဒုတိယအကြိမ်လူငွေပေးအပ်ပွဲကိုဝါဘကတက်လာတယ်ပေါ့နော်။ဝါဘကအလူငွေဘလောက်ပေးသွားလဲဆိုတော့ကျက်သိမ်းပေါင်း3000 3000ကျော်ပေးသွားတယ်ပေါ့။ဆိုတော့နည်းတော့မနည်းဘူး3ဘီလီယံကျော်ပေါ့နော်။3.3ဘီလီယံပေါ့။အဲ့လောက်ထိလူငွေပေးသွားတယ်ကျွန်တော်ကြည့်တဲ့လောက်တော့ အများတဲ့ထဲမှာပါတော့အချို့လေလင်းကား6000အထိအလူပေးတဲ့သူတွေလည်းတွေ့ပါတယ်။ဘာဖြစ်အရေးကြီးရင်ကျွန်တော်တို့မြန်မာလူမျိုးတွေသွေးနှီးကြပါတယ်။နော်ဟိုမြန်မာဆိုတာအကုန်လုံးပါဝင်ပါတယ်။ဒီမြေဒီပုံမှာနော်ဘလောက်မြင်ဆောင်ဘလောက်မြင်ဆောင်မှတ်ပုံတွေကန်ဆောင်ထားပြီးတော့နေထိုင်တဲ့သူတွေအားလုံးကျွန်တော်တို့နိုင်ငံသားတွေဖြစ်ပါတယ်။နိုင်ငံရေးရပဋိပက္ခဖြစ်ပွားနေကြတယ်။ချွတ်နေရမှာနိုင်ငံရေးရအဆင်မပြေမှုတွေမပြေလည်မှုတွေရှိတယ်ဆိုပေမဲ့လည်းကျွန်တော်နိုင်ငံသားတွေအကုန်လုံးက မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်တကယ်တမ်းဒုက္ခရောက်လာပြီးเนาะအဆင်မပြေဖြစ်လာပြီးဆိုလို့ရှိရင် အကုန်လုံးတနိုင်ငံလုံးကလူတွေဝိုင်းဝန်းပြီးတော့ကူညီကြကြတဲ့နိုင်ငံလည်းဖြစ်ပါတယ်နောက်တဲ့နေ့ဘုတ်ကတော့လာဖာကန်ဘက်ကိုစစ်ကြောင်းထိုးသွားတဲ့လူမျိုးကြီးတဖုတ်ဝင်နေပေါ့နော်အခုဆိုလို့ရှိရင်မော်စီစာဘက်ကိုရောက်ပြီးမော်စီစာမှာတရားမဝင်တူးဖော်နေတဲ့ကုမ္ပဏီတွေတရားမဝင်တူးဖော်နေတဲ့လုပ်ွက်တွေကိုပိတ်သိမ်းပါပြီ ပြီးလို့ရှိရင်အဲ့ဒီမှာရှိတဲ့တရားမွေတုဖို့နေတဲ့တဲတွေပေါ့နော်အဲ့ဒီမှာသူတို့နေထိုင်ရာတဲတွေကိုလည်းမိရှုဖြက်စီးလိုက်ပါပြီတစ်ချိန်တည်းမှာပဲဒီတက်ကလုံညိုကြီးတဖက်ဝင်နေဝင်လာချင်းချင်းမှာပဲလုပ်ငန်းတွေပြောင်းရွှေ့ကြတဲ့တရားမွေတုဖို့တဲ့သူတွေလည်းတွေ့ရပါတယ်ဘာကြောင့်စစ်ကြောင်းထိုးရလဲမိုးကုတ်လည်းစစ်ကြောင်းထိုးတင်တယ်ဘာကြောင့်ထိုးရလဲဆိုတော့အဲတိုင်းပြည်ရဲ့တယံဇာတ်တွေတရားမဝင်တဲ့နီးနဲ့เนาะအတူဖို့ခံနေရတယ် ကျွန်တော်အစတည်းကပြောတယ်တင်ရဇာတာဆိုဖင်ခုထိုင်မှုတော့မဟုတ်ဒါပေမဲ့ထိုက်တဲ့နဲ့အလုပ်တော့ပြန်လုပ်ပေးရမယ်မလုပ်လို့ရှင်တော့အဲအစစ်မပြေဘူးတင်ရဇာတာမတူးတာဘူးကောင်းတယ်ပေါ့နော်အဲ့တော့တင်ရဇာတာတွေကိုတရားမွေတူးဖို့တယ်တူးဖို့တဲ့ငွေတွေနဲ့အကြမ်းဖက်မှုတွေလှောက်ဆောင်တယ်ပေါ့အဲ့ဒီအတွက်ပို့ပြီးတော့ကျွန်တော်တို့တိုက်ဖြတ်ရမှာဖြစ်ပါတယ်နော်တချို့နေရာတွေရှိပါသေးတယ်မိုးကုတ်ရှိတဲ့ထားကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးထဲမှာလည်းရွှေလုတ်ကွက်တွေရှိတယ်အဲ့လိုပဲ အချင်းပြည်မှာလည်းရွှေလုတ်ကတ်တွေရှိတယ်အဲရွှေလုတ်ကတ်တွေကိုတရားမဝင်တူးဖော်နေတယ် KIA ကိုယ်တိုင်ကြီးကြပ်ပြီးတော့ဟိုတရုတ်တွေလည်းပါတယ်နောက်ပြည်ပြည်တွင်းအဖွဲ့တွေလည်းပါတယ်ဗောနော်အဲ့ဒီမှာတရားမဝင်တူးဖော်နေတာရှိပါတယ်ဒါတွေလက်တိုက်ဖြတ်ဖို့လိုပါသေးတယ်နောက်သတင်းတဘောကတော့ညောင်ဦးမျိုးနယ်ပကံမြို့တောင်ဘက်မှာဗောနော်ဂန်းကာရက်ကွက်ဂန်းကာရက်ကွက်ဓမ္မယုံမှာ16ကြိမ်မြောက်အတန်းမစဲမပဒန်းရွတ်ဖက်ပူဇော်ပွဲအတွက် အချွေမှုအပါဝင်ရမီရဖာ15ဦးအစီအွေပြုလုပ်နေတဲ့အချိန်မှာနော် PDF တောင်းကျမ်းသူအဖွဲ့15ဦးရောက်ရှိလာပါတယ်ဘယ်လန်းအနေဘလို့အဲ့ဒီရက်ွက်အလေတဲကိုရောက်လာလဲဆိုတာမပြောတတ်ပါဘူးနော်အဲ့တော့တချို့သော gate တွေကိုပို့ပြီးတော့တတိထားဖို့ပဲပြောချင်တော့တယ်လူ15ဦးလောက်လက်နက်ကိုစီနဲ့မြို့ထဲရောက်လာတယ်နော်ဒီမှာအစီအွေလုပ်နေတဲ့နေရာကိုဝင်ပစ်သွားတယ်အစီအွေလောက်တာလဲတခြားအကြောင်းလောက်တာမဟုတ်ကိုရက်ွက်မှာပထန်းပွဲလုပ်ဖို့ တော့တမယုံမှာပထမမွဲလုပ်ဖို့အတွက်စီဝေးလုံနေတာအဲ့တော့အဲ့လိုလုပ်တဲ့ချိန်မှာဝင်ပြစ်သွားတယ်ကိုချွေမှုအပါဝင်လူ9ဦးတည်ဆုံးတယ်15ရောက်စီဝေးလုပ်တဲ့နေရာမှာ9ဦးတည်ဆုံးတယ်6ဦးထဲရရတယ်2ဦးလောက်ပဲလွတ်တယ်ဒါကြောက်စရာကောင်းတဲ့ဖြစ်ရည်ကြီးသူတို့တက်လို့ကြောက်တာမဟုတ်ဘူးအကြမ်းဖက်မှုကျူးလွန်တာကိုကြောက်စရာကောင်းတယ်လို့ပြောတာဒါမျိုးတွေဘယ်လောက်ထက်ဖြစ်အောင်မှာလဲ နော်ထပ်ပြီးတော့ဒီနေ့ထပ်ပြီးပြောမယ့်တည်င်းနေ့ထဲမှာလည်းအဲ့လိုမျိုးဒီအကြမ်းဖက်မှုလူတက်မှုတွေကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ပို့ပြီးတော့လူညွေရေးအခြေအနေတွေဂရုစိုက်ဖို့လိုပါတယ်ကိုယ့်ပတ်ဝန်းကျင်မှာအကြမ်းဖက်တောင်းကျမ်းသူတွေရှိလားဒါတွေကိုလည်းပြည်သူလူထုကလည်းပူးပေါင်းပါဝင်ဖို့လိုတယ်ဘာကြောင့်လဲကိုရက်ကွက်မှာဒီလိုအနှိမ့်ထယုံနေနော်ကိုရက်ကွက်ကရမီရဖတယ်အခုလိုမျိုးအဆုလိုက်ပြန်လိုက်တက်ဖြက်ခံလိုက်ရတာကို ီတိုင်းထိုင်ကြည့်နေလို့တော့မဖြစ်ဘူးနဲ့တူတယ်နော်ဆူဆူဝါးဝါးတည်ဆုံးခဲ့တာဖြစ်ပါတယ်အခုတက်ဖြတ်မှုကလေနောက်တဲ့နေ့ဘုတ် ကတော့လာရှိုးမြို့မှာအခြေခံပညာကျောင်းနေစပြီးဖွင့်လှစ်ပါပြီဖွင့်လှစ်တဲ့နေ့မှာပဲကျောင်းတက်တဲ့ကျောင်းသားကျောင်းသူဦးကြီးက2000နီးပါးပေါ့နော်19000ကျော်ရှိတယ်19250လောက်ရှိတယ်ဆိုတော့လာရှုမြို့မှာအကြောင်းပြန်ဖွင့်တဲ့အတွက်အကြောင်းပြန်တက်ဖို့လိုကြပါတော့ကလေးတွေအဲ့တော့နောက်ပြီးတော့ ကျောင်းဖွင့်တာလည်းပတ်သက်ပြီးပြောချင်တယ်ကဟိုမီမီလာမကျောင်းတက်မယ်ဆိုတဲ့သူတွေလည်းကျောင်းတက်လိုက်ပါတော့တော့ကျောင်းမတက်ရဘဲနေဘူးဒါပေမဲ့မီမီလာမကျောင်းတက်မယ်ဆိုပြီးတော့ကိုပိုင်ကျောင်းတော့တော့ခိုးထားရဆိုလို့ရှိရင်တော့တမျိုးပေါ့နော်သူများကကြတော့ကျောင်းတက်လို့ဗလိန်တယ်ကိုသားသမီးကြတော့ကိုပိုင်ကျောင်းမှာတော့ခိုးထားတဲ့သူတွေလည်းအဆင်ပြေကြပါစေနော်ပြီးလို့ရှိရင်နောက်တစ်ခါကျောင်းဖွင့်တာလည်းပတ်သက်ပြီးနည်းနည်းပြောချင်တာအခုကိုပိုင်ကျောင်းတွေမှာထားရတာများလာပြီကျွန်တော်ညီတွေ တော့ကျွန်တော်ဆွေမျိုးတွေကတော့ဒါနေရက်ဒေတာမှနေတာဖြစ်တဲ့တော့ကိုပိုင်ကျောင်းနေပါတော့မထားဘူးတော့တချို့တားကြီးတက်နိုင်တဲ့သူမှမျိုးပေါ်ကဒီကိုပိုင်ကျောင်းနေပါတော့ထားရတယ်ပေါ့ဆိုတော့ပြောချင်တာကတော်တော်များများအခုကိုပိုင်ကျောင်းနေမှာထားလာကြတယ်ဘာကြောက်လဲဘာအားနည်းချက်ကြောက်လဲနော်အစိုးရကျောင်းတွေရဲ့အားနည်းချက်ကြောက်လားဒါမှမဟုတ်လို့ရှိရင်အစိုးရကျောင်းမှာ facility မစုံလို့လားကိုပိုင်ကျောင်းကကျောင်းဆရာဆရာမတွေကတင်ပြပို့ကောင်းနေလို့လားဆိုတော့ကျွန်တော်တို့ရဲ့ဒီ ဟိုတင်ကြားရေးနီးစနစ်ကပဲလိုအပ်ချက်တွေရှိနေတာဒါတွေလည်းပြန်ပြီးတော့စဉ်းစားရမယ်ကိုပိုင်ចောင်းနေများလာတယ်ဆိုလို့ရှိရင်တို့တို့ဒီအစိုးရចောင်းနေအတွက်အာနေဂျာတစ်ခုလိုဖြစ်လာမှာကျွန်တော်တို့မှာအခြေခံအဆောက်အုံတွေစောက်ထားပြီးသားရှိတယ်ចောင်းဆရာဆရာမတွေဖြစ်တည်နာပြီးသားရှိတယ်မလောင်းငါးနေရလည်းမလောင်းငါ့ဘူးပေါ့နော်အဲ့တော့ကိုပိုင်ចောင်းနေမှာငွေကြေးကုန်ချခံပြီးတော့အများပြားထားလာကြတယ်ဆိုတော့မလိုအပ်ပဲနဲ့ငွေကြေးကုန်ချအများပြားတယ်ပေါ့အဲ့တော့ဟိုသားသမီးပညာရေးအတွက်အလကားရတဲ့နေရာကနေပြီးတော့ ပတ်သက်ပြီးတဲ့နေရာမှာသွားထားရဆိုတာကတော့နည်းနည်းလေးစဉ်းစားစရာတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ပညာရေးစနစ်မှာတခုခုများအခက်အခဲရှိနေလားဆိုတာလေပြန်ပြီးသုံးသပ်ဖို့တော့လိုမယ်ထင်ပါတယ်အဲ့လိုပြောလို့ကျွန်တော်တို့ကအစိုးရအကြောင်းတွေအားနည်းချက်ရှိတယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကိုပိုင်အကြောင်းတွေတခက်ထောင်လာတာတကောင်းထလာတာကဟိုတားများလာလို့ရင်တော့မကောင်းဘူးလို့လည်းကျွန်တော်တူပါတယ်တော့ဟိုဒီပညာရေးစနစ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြန်ပြီးသုံးသပ်တဲ့နေလို့ထင်ပါတယ်နောက်တစ်ဒီနေ့ဘုကအရင်နေ့ကကျွန်တော်ပြောခဲ့ပါတယ် ဒီပြည်တွင်းကနေပြီးတော့အကြောင်းမျိုးမျိုးကြောင့်နိုင်ငံကြီးခေါင်းစဉ်ပြပြီးထွက်ပြေးသွားတဲ့အမှုပညာရှင်လေးเนาะပြီးလို့ရှိရင် social influencer တွေ NUG ထောက်ခံအားပေးတဲ့သူတော်တော်များများပြပနေပြီးတော့ပစ္စည်းတွေရောင်းတယ်အဲ့ဒီရောင်းတဲ့ပစ္စည်းတွေတရားမဝင်တဲ့နီလနေနဲ့အဲ့တမူကြီးလက်ကင်အိတ်တို့เนาะဒီ make up ပစ္စည်းတွေကိုပြည်တွင်းကိုထည့်တယ်အဲ့ဒီပြည်တွင်းကိုထည့်တဲ့နေရာမှာနီလမျိုးမျိုးနဲ့ထည့်ကြတယ်ပေါ့အဲ့ဒါကိုဖန်ဆီးရေးယူဖို့ကျွန်တော်တို့အစောပိုင်းတော့ကျွန်တော်တို့ဝိုင်းပြီးပြောခဲ့တယ်ဘာကြောင့်လဲဆိုတော့ ိုတိုင်းပြည်ရဲ့ဘန္နာနဲ့နာတဲ့အပြင်ရလာတဲ့ပတ်စံတွေကိုလည်းအကြမ်းဖက်တောင်းကျမ်းသူတွေစီအဲ့ဒီပြပရောက်နေတဲ့ NUG lobby တွေစီရောက်တာဖြစ်တဲ့အတွက်တခြားလေးထိန်းချုပ်ဖို့ကျွန်တော်ပြောခဲ့တဲ့အချိန်မှာအခုပထမဦးဆုံးတည်င်းတပုတ်အဲကျွန်တော်တို့ရခဲ့ပါတယ်အဲ့ဒါကတော့ဒီချမ်းချမ်းကနေတဆင့်เนาะအဆိုတော်ချမ်းချမ်းကျွန်တော်ကြားရတဲ့ဆိုတော့ပါပဲအရင်ကတော့သူစီကနေတဆင့်ဒါလက်ကင် AD เนาะစတဲ့ online မှာရောင်းတဲ့ပစ္စည်းတွေပေါ့เนาะ ဲ့ဒီပစ္စည်းတွေကိုဒီမှာလက်ခံဖြန့်ဖြူးပေးနေတဲ့နှစ်ယောက်ပေါ့တယောက်ကတော့ဖြူဖြူနင်းရယ်နောက်တစ်ယောက်ကတော့ဖုံမြင့်အောင်ရယ်အဲ့ဒီနှစ်ယောက်ကိုလုံညွေးတဖုံဝင်နေဖန်စီထင်းထင်းလိုက်ပါပြီအဲ့လိုပဲထပ်ပြီးတော့နော်ဒီအကြမ်းဖက်ဖွဲ့စည်းနေတဲ့ဆက်ဆက်ပြီးတော့ထောက်ပံ့မှုတွေပြုလုပ်နေတဲ့လူမှုကွန်ရက်ပေါ်မှာတရားမဝင်ဈေးတွေရောင်းချနေတဲ့ပန်ဆယ်လူခေါ်အိမ်ပိုးဥမတ်အိုင်ရင်အကောက်ပိုင်ရှင်အိုင်ရင်ရွှေနဒီအကောက်ပိုင်ရှင်တင်းတင်းလွယ်ဇွန်နီလာထေးအကောက်ပိုင်ရှင် ဆိုနီလာထီအောင်တော်အကောက်ပိုင်ရှင်အောင်တော်နဲ့ခိုင်စုလွင်အကောက်ပိုင်ရှင် DCS ဆီယာမခိုင်စုလွင် PNH ဖရှင်အကောက်ပိုင်ရှင်ထက်နေနီတန်းနဲ့တီချာချင်းချင်းအကောက်ပိုင်ရှင်ချမ်းမြမြတော်တို့ကိုလည်းဒီလိုမျိုးလုံနေတာတွေ့ရတဲ့အတွက်ထပ်ပြီးတော့ဖော်ထုတ်အရေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့ဒါအစိုးရဘက်ကထုတ်ပြန်ထားတာရှိပါတယ်။ဘာပြောဒီလိုလောက်တာကောင်းပါတယ်။တရားမဝင်ပစ္စည်းစီးဆင်းမှုအပါအဝင်အဲ့တော့အကြမ်းဖက်အပိမှုကိုလည်းရောကြမှုဖြစ်စေပါတယ်။ နောက်တဲ့နေ့ဘုကတော့နမောက်မြို့နယ်ဝချုပ်ရွာမှာအလေတန်းမြဆရာမတူနဲ့သူ့ရဲ့ခင်ပွန်းတဲ့တူအသက်ပြတ်ခံခဲ့ရပါတယ်။ဇွန်လတရက်နေ့မနက်ပိုင်းမှာမကွေတိုင်းဒေသကြီးနမောက်မြို့နယ်ဝချုပ်ရွာမှာဝချုပ်အခြေခံမြညာထက်တန်ကျောင်းခွဲကလေတန်းမြဆရာမဒေါ်တန်းညွတ်အသက်62နှစ်နဲ့ခင်ပွန်းဖြစ်သူဦးတောင်းခင်အသက်59နှစ်တို့ကအိမ်မှာနေနေတဲ့အချိန်မှာပဲ PDF တွေကရောက်ရှိလာပြီးတော့တနက်နေ့ပြစ်ခတ်တက်ဖြတ်သွားတာဖြစ်ပါတယ်။ဆိုတော့အခုချိန်ထိမနော်ဒီဒီဒီနေ့ဒီချိန်ထိ ဒါ9နှစ်အတွင်းမှာ NUG လက်အောက်ခံ PDF ကျမ်းဖတ်သမားတွေတက်ခဲ့တဲ့ပညာရေးဝန်ထမ်းပေါင်း80နီးပါးပေါ့နော်89ဦးအထိရှိခဲ့ပြီလို့သိရပါတယ်ဆိုတော့ဒါလည်းဟိုပညာရေးပေါ်ကိုကျူးလွန်နေတဲ့ရာဇဝတ်မှုပါပဲကုလသမဂ္ဂတို့နောက်ပြီးလို့ရှိရင်မြန်မာနိုင်ငံထဲမှာအချောင်နေတဲ့တန်ယုံပေါင်းစုံเนาะအနောက်နောက်နိုင်ငံတန်ယုံပေါင်းစုံသိဖို့လိုတယ်ကျွန်တော်မြန်မာလူပြောနေမှာခင်ဗျားတို့တန်ယုံနေမှာမြန်မာလူတက်တဲ့သူတွေရှိတယ်လို့ကျွန်တော်ထင်တယ် အဲ့လူတွေကနေတစ်ဆင့်ပြန်ပြောလိုက်ကြပါခင်ဗျားတို့ဒီဗီဒီယိုကြည့်ပြီလို့ရှိရင်အဲ့တန်ယုံနေတိအောင်လည်းပြောလိုက်ပါပညာရေးဝန်ထမ်းအယောက်80နီးပါးလောက်ကို PDF ဖွဲ့တွေတတ်လာတာအဲ့ဒါကဘယ်နိုင်ငံကမှနော်ဒါအကြံဖက်သမားလို့မပြောကြဘူးလားအကြံဖက်မှုဖြစ်စဉ်လို့မသုံးကြဘူးလားနော်တယောက်မှမစိုးရင်ကြတော့ဘူးလားစိုးရင်ဘွေရချင်းနေလို့မပြောတော့ဘူးလားပညာရေးကျမ်းမာရေးဝန်ထမ်းနေပေါ်ကိုနော်အခုလိုမျိုးအကြံဖက်မှုတွေကျူးလွန်နေတာကခင်ဗျားတို့နိုင်ငံတွေမှာအဲ့ဒါတရားမျှတတဲ့ကိစ္စရက်လား နောက်ခမောက်နိုင်ငံမှာပညာရေးကျန်းမာရေးဝန်ထမ်းတွေလာတတ်တယ်ဆိုလို့ရှိရင်လာပြီးတော့အကျန်းဖတ်မှုတွေကျူးလွန်တယ်ဆိုလို့ရှိရင်ခမောက်နိုင်ငံလက်ခံလာဒါမျိုးလေးမေးချင်တယ်နော်ဥပမာဆွီဒင်တို့နော်အမေရိကတို့နော် UK တို့နောက်ပြီးနော်ဝေတို့တည်ယုံနေရတဲ့တည်ယုံနေမကြမကြပူးတွဲပြီးတော့သတင်းထုတ်ပြန်တတ်တယ်အဲ့ဒါကြောင့်မေးချင်တယ်ခမောက်နိုင်ငံမှာပညာရေးကျန်းမာရေးဝန်ထမ်းတွေကိုအဲ့လိုမျိုးအကျန်းဖတ်မှုကျူးလွန်ပြီးတတ်ဖြတ်နေတယ်ဆိုလို့ရှိရင်တရားမျှတမှုရှိလားအဲ့ကျွန်တော်နိုင်ငံမှာအဲ့ဒါဖြစ်နေတယ်နော်အဲ့ဒါလေးတော့ခမောက်တို့တည်ယုံနေရနေပြီးတော့ ဗဇက်ပိတ်မထားဖို့လိုတယ်။နောက်တရင်တို့ကရခိုင်ပြည်နယ်မှာရှိတဲ့ကြောက်တော်မြောက်ဦးတောင်ကုန်းမြို့နယ်တွေမှာမိုးသည်ထန်စွာရွာသွန်းမှုဖြစ်ပေါ်ပြီးတော့လက်ကလတန်မြည်ရည်မြင့်လာတာကြောင့်ရည်ကြီးနေမြမှုဖြစ်နေပါတယ်။ဆိုတော့ AAU ပဲခေါ်ပြီးတော့ကယ်ခိုင်းလိုက်ပါအခုတော့လောလောဆယ်တော့ဘယ်သူမှကယ်မဲ့လို့လည်းမရှိပါဘူး။နော်။ဟိုကချင်ပြည်နယ်ဘက်မှာတော့ agent နဲ့ဘက်မှာတော့ဟိုပူတာဦးဘက်မှာတော့တက်တဲ့ပြည်သူစစ်ကအခုဒါရေပီးကိစ္စရေးတွေလှုပ်ဆောင်နေတယ်ပြည်သူတွေရွှေ့ပြောင်းနေထိုင်မှုအရေးတွေလှုပ်ဆောင်နေပါတယ် ကျောက်တော်မြောက်ဦးတောင်ကုတ်သုံးမြို့နယ်မှာအေအေဖွဲ့ကိုပဲခေါ်ပြီးတော့ကဲခိုင်းလိုက်ပါလာကင်မဲ့တက်တော့မရှိပါဘူးအရင်တော့ဆိုရင်ပြပြလောလောနဲ့ဒီပြမားနေပြီးတော့ဆင်းပြီးကဲကြတယ်နော်ပရိုက်တာအဖွဲ့တွေကျွန်တော်တို့ကိုယ်တိုင်တော့ကျွန်တော်တို့အသင်းကိုယ်တိုင်တော့ဆင်းပြီးသွားကဲခဲ့တယ်အဲ့ဒီတော့ကျွန်တော်တို့အသင်းနေနဲ့သွားကဲခဲ့တယ်အဲ့လိုပဲဟိုနိုင်ငံကြီးပါတီတွေဆင်းကြတယ်နော်ဟိုဒီပြီးခိုင်ဖြိုးလို့ပါလို့ဆိုလို့ရှိရင်လဲမူခါမုန်တိုင်းဆိုလို့ရှိရင်ဆင်းသွားတာပဲရောက်တာပဲဒီကနေပြီးတော့အတုတ်လိုက်အတုတ်လိုက်လူတွေလွတ်တယ် ဒါပေမဲ့အခုဘယ်သူမှလှုပ်စရာမရှိတော့เนาะဘယ်သူမှလည်းလာလို့လည်းမရတော့လုံချွေးချိန်နေရရောခြားအကြောင်းရတယ်ရဘာဆက်ဖြစ်မလဲဆိုတော့ပြောလို့တော့မရဘူးเนาะရေကြီးလာတယ်ကြီးလိုက်ကြီးတဲ့လောက်ပဲဆက်ပြီးခန်းစားလိုက်ကြဆိုတော့ကဲစီအလုပ်တွေကတော့လုံမဲ့လူလာမှာမဟုတ်ဘူးပြီမတွေကလည်းလာလို့ရမှာမဟုတ်ဘူးရခိုင်ပြည်သူတွေအတွက်ကတော့ဝမ်းနေတယ်လို့ပဲပြောချင်ပါတယ်နောက်တဲ့နေ့ဘုတ်ကလည်းမုံရွာမှာပေါ့เนาะမုံရွာမှာရှိတဲ့စာတင်ကြောင်းတစ်ခုအနီးမှာလူ9ယောက်ပေါ့လူ9ယောက်လမ်းလျှောက်နေတဲ့အချိန် PDF တွေ ဝင်လာတယ်တယောက်ကဗီဒီယိုရိုက်တဲ့ထုံးစံတိုင်းတယောက်ကတနတ်နဲ့ပြေးဝင်ပြီးပြစ်တယ်တယောက်တော့မဟုတ်နှစ်ယောက်ပေါ့နော်ပြေးဝင်ပြီးပြစ်တယ်ပြစ်တဲ့အချိန်မှာပြည်သူနှစ်ဦးတည်တယ်ပေါ့နော်ဖြစ်စဉ်ကလည်းအဲ့ဒီမှာဗီဒီယိုတက်လာတယ်ပေါ့သူတို့ဘက်ကဗီဒီယိုရိုက်တဲ့ဗီဒီယိုတက်လာတယ်သူတို့ကပြေးဝင်သွားတယ်တေစန်းကွာဆိုပြီးတယောက်ပြစ်လိုက်တယ်ကျန်တဲ့ကြောက်လို့ဆိုပြီးတော့ငိုတုတ်ထိုင်နေတာနှစ်ယောက်ရှိတယ်ဒီတိုင်းကုတ်ကုတ်လေးနေနေတာအဲ့နှစ်ယောက်ထဲကတယောက်ကိုလည်းအဲခေါင်းကိုတဲပြီးပြစ်သွားတယ်တည်သွားတယ်ပေါ့ဗျာ အဲ့ဒီမှာဗီဒီယိုရိုက်နေတဲ့ PDF ကဆိုင်ကယ်ကိုခိုးဖို့ပြောတယ်ပေါ့နော်အဲ့ဆိုင်ကယ်ကိုလည်းခိုးယူသွားတယ်ပေါ့အဲ့လက်ကျတည်ဆုံသွားတဲ့ထဲကဆိုင်ကယ်ကိုဒါခိုးသွားတယ်ပေါ့နော်အဲ့တော့ပြည်သူနှစ်ဦးအကြောင်းမဲ့စာတင်ကြောင်းသားမှာပြစ်တက်ခံရရပါတယ်နော်ဆက်ဆက်ပြီးတော့ခုနကအတန်ယုံနေပြန်ပြီးတော့ဒီသတင်းလဲနားထောင်လို့ရရနော်စာတင်ကြောင်းနေဆိုတာကခလေးတငယ်ကြီးနော်စာတင်ကြားတဲ့နေရာဖြစ်တယ် NUG လောက်ခံ PDF တွေစကမ်းဖွင့်တဲ့နေရာလည်းမဟုတ်ပါဘူးနော်သူတို့စကမ်းဖွင့်စကမ်းဖွင့်တာကြတယ်လည်းတွေ့ပါတယ် အဲ့တော့စာတင်ကြောင်းအနားမှာအခုလိုမျိုးရက်ဆက်တဲ့တက်ဖြတ်မှုတွေလုပ်တယ်ဆိုတာကလည်းတော်ယုံစိတ်ကူးနဲ့တော့တော်ယုံပညာမဲမှုနဲ့အုံနောက်မရှိမှုနဲ့တော့မဟုတ်ပါဘူးတော်တော်လေးကိုပိန်ထိုင်းပြီးတော့တော်တော်လေးကိုအသုံးမကျလို့တော်တော်လေးအုံနောက်မရှိလို့ဒါဒီအလုပ်ကိုလုပ်တာဖြစ်ပါတယ်နောက်တည်တဲ့ဘုကတော့ဒါမိထီလာကြောက်ပေါင်းလမ်းပိုင်းမှာအီလိုက်အဝေးပြေးရင်တိတ်မောက်မှုဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒါကဇွန်လ၂ရက်နေ့မနက်အစောပိုင်းပေါ့နော်မနက်အစောပိုင်းမှာ မေတ္တလာကြောက်ပလောင်းလမ်းမိုက်မို့ဖလန်ချင်းရွာနာမှာမိုးကရွာနေတဲ့ခါကျတော့ဆက်လက်ဖြစ်ပြီးတော့အချိန်လွန်တိမ်မောက်တာဖြစ်ပါတယ်ဒီတိမ်မောက်မှုမှာအ ਨੇ ဆုံးလူ6ဦးလောက်တည်ဆုံးခဲ့ပြီးတော့အများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တည်ဆုံးတဲ့နေရာမှာကလေးငယ်တူပါဝင်ခဲ့တယ်လို့သိရပါတယ်ဒေသခံမိသက်တပ်ဖွဲ့ဝင်တွေဒေသခံလူမှုကွန်ရီအသင်းတွေအဲတော့ရောက်အချိန်မီကြီးစေပါတယ်အတိုင်းပဲလေဒါတည်ဆုံးမှုရှိခဲ့တယ်ဗောနော်တည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ Elite Expert ဘက်ကသူတို့အနေနဲ့ ဝန်ထဲကြောင်ထုတ်ပြန်ထားပါတယ်သူတို့အနေနဲ့လည်းဆက်လက်ပြီးဆောင်ရွက်သွားမယ်လို့ထင်ပါတယ်နောက်တစ်တင်းတစ်ပုတ်ကတော့ဒါမူးရွာသုံးမှုကြောင့်ဒါအီယာဝတီမြေကြီးမြင့်တက်မှုကြောင့်မြစ်ကြီးနာမြို့မှာဒါဆိုးရိမ်ရေမတ်အထက်5စင်တီမီတာနှစ်လက်မကိုကျော်လွန်နေပြီလို့သိရပါတယ်ဆိုရည်ကြီးရေရှမ်းမှုဖြစ်ပေါ်တဲ့နေရာမှာသက်ဆိုင်ရာနေမီကန်ပရိုက်ဒါအသင်းအနေနဲ့တရင်တက်ဖွဲ့တွေပေါ့နော်လုံညိုကြီးတက်ဖွဲ့တွေရဲတွေကုညီကေစေးကြီးတွေလှုပ်ဆောင်နေတာတွေ့ရပါတယ်နောက်တစ်တင်းတစ်ပုတ်ကတော့ညောင်ရှင်မြို့နယ်ဖယ်ရောင်ကြီးရွာကို KNDF ပေါ့နော်ကရား PDF အဖွဲ့တွေနောက်ပြီးအင်းလေး PDF အဖွဲ့တွေမီရှိုးဖျက်ဆီးသွားတယ်လူသိရပါတယ်ပြီးလို့ရှိရင်စစ်တပ်ကလုပ်ပါတယ်လို့ပြောဦးမယ်။ညောင်ရှင်မြို့နယ်ဖေတောင်ရွာကိုဇွန်လ2ရက်နေ့ညနေ9:00နာရီလောက်မှာ KNDF ကရား PDF အဖွဲ့နဲ့အင်းလေး PDF အဖွဲ့တွေကမီရှိုးဖျက်ဆီးသွားပါတယ်။ဒီလိုဖျက်ဆီးသွားတာကြောင့်ရွာအနှံ့ပြားမှာရှိတဲ့နေအိမ်တွေမီးလောင်ကျွမ်းမှုဖြစ်ပေါ်နေပြီးတော့အများပြည်သူလူထုရဲ့နေအိမ်တွေ တော်တော်လေးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။နောက်တရင်တဘောကတော့ဇွန်လ၁ရက်နေ့ညနေပိုင်းမှာတဲကုံမြို့ရဲ့အရှိမြောက်ဘက်မီတာ2000လောက်အကွာမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF ဖွဲ့တွေထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒီထိတွေ့မှုမှာ PDF ဘက်ကအလောင်း၄လောင်းလက်နက်မျိုးစုံ၄လက်ဆက်ဆက်ခဲယမ်းပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။နောက်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ခုမိုးရသည်ကိုချင်းနှင်းဝင်ရောက်လာပြီဖြစ်တဲ့အတွက်ရေကြီးရေချမ်းမှုတွေမြေပြိုမှုတွေကျွန်တော်တို့ ငလင်ပြီးကြော်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အစတည်းကလည်းပြောခဲ့တယ်အငလင်ကြောက်ဖြစ်ပေါ်နေတဲ့အောက်မှာအက်ွယ်ချောင်းကြီးတွေတော့မြီဟာနေမှုတွေကိုကြိုက်ဖြစ်သွားတဲ့နေရာတွေကိုမူးရီတိတ်တဲမှုကြောင့်မြေကြီးကျစ်လက်သွားတာတို့ဒါမှမဟုတ်လို့ရှင် ပြူကျသွားတာတို့ဖြစ်နိုင်တယ်နောက်ပြီးလို့ရှင် နေအိမ်ဒီမျက်နှာကန်းနာနေအိမ်ဒီဂျီနဲ့မျောပါတာကဘာပြူတာတွေဖြစ်နိုင်တယ်နောက်ပြီးလို့ရှင်မူးရီဒီဝင်လာတဲ့အတွက်အဲ ကျမရေးတွေလည်းထိခိုက်လာနိုင်တယ်ပေါ့အဲ့အတွက်အတက်နိုင်ဆုံးဂယူဆိုင်ကြဖို့မြင်နာကန်းနာနေတဲ့သူတွေတော့ဒီတောင်ဆောင်တွေမှာနေတဲ့သူတွေမြေပြူလာတွေအထူးဂယူဆိုင်ကြဖို့လိုအပ်ပါတယ်ရေကြီးရေရှမ်းမှုမဖြစ်ပေါ်ခင်ဒေတာအခြေအနေတည်င်းတွေကိုလုံလုံကျူးကျူးမယုံကြည်ပဲနဲ့เนาะဟို fake news တွေကိုမယုံကြည်ပဲနဲ့ကိုယ်တိုင်လှမ်းမေးပြီးတော့မှကျွန်တော်တို့ရေကြီးရေရှမ်းမှုတွေကိုကျွန်တော်တို့တတင်းအမှန်အတိပြီးတော့ချူတင်တိန်းဆောင်လို့ရအောင်လုပ်ရမှာဖြစ်ပါတယ် ော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကို data ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုက အများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ